ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့်နျူကလ িয়ার နဲ့လက်တုံပြန်မယ်ဆိုတဲ့ပူတင်အခုဖြစ်နေတဲ့ယူကရိန်းနဲ့ရုရှားပြည်ပခါအကြောင်းအထူးသဖြင့်နျူကလ িয়ার စစ်ပွဲဖြစ်လာနိုင်ခြင်းအကြောင်းကိုပြောပြခြင်းပါတယ်အခြေအနေတွေကတဖြည်းဖြည်းနဲ့တော်တော်လေးစိုးရိမ်စရာကောင်းလာနေပါပြီယူကရိန်းဘက်ကပြောကြားချက်တွေအရတော့သူတို့ဟာရုရှားနိုင်ငံကလေတပ်စခန်းတော်တော်များများကိုဒရုန်းတွေနဲ့အကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုတွေထဲမှာရုရှားနိုင်ငံရဲ့မိုင်းထောင်ချီအကွာအဝေးမှာရှိတဲ့လေတပ်စခန်းတွေလည်းပါဝင်တယ်လို့ဆိုပါတယ် တို့ရဲ့ Operation Spider Web ကြောင့်ရုရှားစစ်တပ်လဲဒေါ်လာ9ဘီလီယံဘိုးလောက်ပျက်စီးသွားတယ်လို့လဲယူကရိန်းဘက်ကထုတ်ပြောလာပါတယ်။ဒါဟာ1942ခုနှစ်ဇွန်လ22ရက်နေ့နောက်ပိုင်းရုရှားရဲ့လေတပ်ကိုအကြီးအကျယ်ပျက်စီးစေခဲ့တဲ့မဟာဗျူဟာမြောက်ထိခိုက်မှုပါပဲ။ရုရှားရဲ့ဘုံကျဲလေယာဉ်40ကျော်ကိုသုံးမရအောင်ထိမှန်ခဲ့ပြီးတော့ဒါဟာရန်သူရဲ့ဘုံကျဲလေယာဉ်တွေကိုဖျက်ဆီးဖို့ရည်ရွယ်တဲ့အကြီးစားအထူးစစ်ဆင်ရေးတစ်ခုလို့ယူကရိန်းရဲ့လုံခြုံရေးဌာနကပြောထားပါဗျ။ ဒီတိုက်ခိုက်မှုကြောင့်အခုဆိုရင်ကမ္ဘာကြီးကနျူကလ িয়ার လက်နက်တွေနဲ့ပစ်တမ်းခတ်တမ်းကစားကြမဲ့ဗျံပဒါအခြေအနေတခုမှရောက်ရှိနေပါတယ်။ဘယ်အချိန်မဆိုအခြေအနေတွေကအကြီးစားနျူကလ িয়ার စစ်ပွဲဖြစ်အမြန်ဆုံးပြောင်းလဲသွားနိုင်ပါတယ်။၂024ခုနှစ်မေလတုန်းက Russia Federation လုံခြုံရေးကောင်စီရဲ့ဒုတိယဥက္ကဋ္ဌ Dmitry Medvedev က social media မှာစက်သေးထပွဲချိန်ချောင်းမှုတခုလုပ်ခဲ့မှုပါတယ်။နေတိုးကယူကရိန်းကိုစစ်သားတွေဆေးလွှတ်မယ်ဆိုရင် ရုရှားကနျူကလ িয়ার တိုက်ခိုက်မှုတွေလုပ်ရမှာဖြစ်ပြီးယူကရိန်းနယ်စပ်ကိုတော့ကျော်လွန်သွားမယ်လို့သူကပြောခဲ့တာပါ။ဒါကိုအနောက်တိုင်းကောင်းဆောင်ဘသူမှရှောင်လွှဲလို့မရနိုင်တဲ့ကမ္ဘာလုံးဆိုင်ရာကပေးကြီးလို့သူကတုံ့နှုံခဲ့ပါတယ်။အခုဆိုရင်ခြေနေတွေကပိုလို့တော့ဆိုးလာနေပါပြီ။ရုရှားလက်ရှိသမ္မတဗလာဒီမာပူတင်ကလည်းနျူကလ িয়ার ချိန်ချောက်မှုတွေကိုတိုးမြင့်နေပြီးနျူကလ িয়ার လက်နက်ငယ်တွေသုံးဖို့စစ်ရေးလေ့ကျင့်မှုတွေပါလုပ်နေတာဖြစ်ပါတယ်။တင်းမာမှုတွေကငြင်းလို့မရအောင်ပြင်းထန်နေပြီး နျူကလ িয়ার စစ်ပွဲအန္တရာယ်ကလည်းအရင်ကထက်ပိုပြီးနှီးစပ်လာတယ်လို့ခန်းစားရပါတယ်။ရုရှားနဲ့အမေရိကန်ကြားနျူကလ িয়ার စစ်ပွဲဖြစ်ရင်ကျွန်တော်တို့ရဲ့နေဆင်ဘွားကိုဘယ်လိုထိခိုက်မလဲ။အဖြေကတော့ကြောက်စရာကောင်းတယ်ဆိုတာထက်ဘာမှမလျော့ပါဘူး။ဒါရီအလုံးကမြင်မရတဲ့တိုက်ခိုက်မှုတွေနဲ့စတင်လာပါလိမ့်မယ်။ Electromagnetic Box မျက်စစ်တန်လိုင်းတွေဟာတင့်ဖုန်းကနေလျှက်စစ်တအားစနစ်ထိအရာအလုံးကိုပျက်စီးသွားစေမှာဖြစ်ပါတယ်။ ဒါကို EMP ဘုံလို့ခေါ်ပြီးတော့မိနစ်ပိုင်းအတွင်းမှာပဲတင်သိတဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားပါလိမ့်မယ်။ဒါဆိုရင်ရုရှားနဲ့အမေရိကန်ကြားနျူကလ িয়ার စစ်ပွဲဖြစ်ရင်ဘယ်လိုဖြစ်လာမလဲဆိုတာကိုတဆင့်ချင်းစီကြည့်လိုက်ရအောင်နော်။ပထမဆုံးဒုံးကြီးတွေလွတ်တင်တဲ့အချိန်ကစပြီးနောက်ဆက်တွဲဆိုဂျိုတွေထိတင်ရဲ့ဘဝတင်တို့ရဲ့လူအဖွဲ့စီနဲ့ကဘာကြီးကိုရေရှည်ဘယ်လိုထိခိုက်မလဲဆိုတာကိုဆွေးနွေးသွားပါမယ်။ ရုရှားကမကြသေးခင်ကလည်းစိုးရိမ်ပွဲရလှုပ်ဆောင်ချက်တချို့ကိုလှုပ်ဆောင်ခဲ့ပါတယ်။သူတို့ရဲ့နျူကလ িয়ার လက်နက်တွေကိုအသည့်အနေထားမှာပြင်ဆင်ထားပြီးနျူကလ িয়ার စွမ်းရည်အသစ်တွေကိုစမ်းသပ်နေတယ်လို့ပူတင်ကပြောကြားခဲ့ပါတယ်။ရုရှားကနျူကလ িয়ার လက်နက်ငယ်တွေကိုဘယ်လာရုစ်ကိုဆေးလွတ်ဖို့စီစဉ်ထားတယ်လို့လည်းကြေညာခဲ့ပါတယ်။ဒါဟာဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်ပိုင်းရုရှားကသူတို့ရဲ့နျူကလ িয়ার လက်နက်တွေကိုသူတို့နယ်စပ်ပြင်ပမှာပထမဆုံးအကြိမ်ထားရှိခြင်းဖြစ်ပါတယ်။တေးမာမှုတွေဇက်တိုက်မြင့်တက်လာတာနဲ့မျှ 2024ခုနှစ်နိုဝင်ဘာလမှာပူတင်ကရုရှားရဲ့နျူကလ িয়ার မူဝါဒကို update လုပ်တာကိုအတည်ပြုခဲ့တဲ့အခါအခြေအနေကပိုပြီးစိုးရိမ်ပွဲရာကောင်းလာခဲ့ပါတယ်။ဒါကြောင့်နျူကလ িয়ার စစ်ပွဲအန္တရာယ်ကပိုပြီးဆိုးရွားလာစေတာပါ။အခြေအနေကအရင်ကထက်ပိုပြီးအရေးကြီးနေပြီ။ဒါရဲ့အကျိုးဆက်တွေကိုနားလည်ဖို့ကအရေးကြီးပါတယ်။နျူကလ িয়ার စစ်ပွဲအန္တရာယ်ကြီးတဖြည်းဖြည်းတိုးလာနေတာကရုရှားဟာသူတို့ရဲ့နျူကလ িয়ার လက်နက်မဟာဗျူဟာမှာပိုပြီးပြင်းထန်လာလို့ဖြစ်ပါတယ်။ မကြသေးတဲ့နှစ်တွေမှာရုရှားဟာပိုပြီးရဲရင်တဲ့ချင်းကပ်ပုံကိုကျင့်သုံးလာပါတယ်။အထူးသဖြင့်သူတို့ရဲ့ဒုံးကျည်တွေနဲ့ပတ်သက်လို့ပါ။သူတို့ရဲ့မဟာဗျူဟာကအဆင့်မြင့်ဒုံးကျည်ဤပညာအထူးသဖြင့်ရေငုပ်သင်္ဘောကနေပြစ်လွတ်တဲ့ဒုံးကျည်တွေပေါ်မိခုံနေပါတယ်။ဒီလက်နက်တွေကိုအလွန်မြန်ဆန်ပြီးတိကျအောင်ဒီဇိုင်းထုတ်ထားတာကြောင့်ရုရှားအနေနဲ့အလွန်ပြင်းထန်တဲ့စွမ်းအားနဲ့အမြန်ဆုံးတိုက်ခိုက်နိုင်တာဖြစ်ပါတယ်။ရုရှားရဲ့နျူကလ িয়ার ဆက်ဆံရေးတွေအတွက်အဓိကနေရာတစ်ခုကကမ်ချက်ကကျွန်းဆွယ်ပေါ်ကရေတက်စခန်းပါပဲ။ ဒီအခြေစခန်းမှာရုရှားရဲ့အင်အားကြီးဆုံးရေငုပ်သင်္ဘောကနေပြစ်လွတ်တဲ့ဒုံးကျည်တွေဖြစ်တဲ့ SSN6, SSN8 နဲ့ SSN18 တွေကိုတူလောင်ထားတာဖြစ်ပါတယ်။ဒီဒုံးကျည်တွေကကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေကို ဖြစ်စေနိုင်ပါတယ်။နျူကလ িয়ার စစ်ပွဲဖြစ်ရင်ရုရှားကရေငုပ်သင်္ဘောတွေကိုမြောက်ပစိဖိတ်နဲ့အာတိတ်သမုဒ္ဒရာတွေထဲဆစ်လွတ်ပြီးအမေရိကန်ကိုဒီဒုံးကျည်တွေနဲ့ပြစ်လွတ်ဖို့များပါတယ်။ရုရှားရဲ့ရည်မှန်းချက်ကယိုရှင်ပါတယ်။ အမေရိကန်မတုံ့ပြန်နိုင်ခင်အရင်တိုက်ခိုက်ဖို့ပါပဲရုရှားရဲ့နျူကလ িয়ার စွမ်းအင်တွေကကြောက်စရာကောင်းပေမဲ့အမေရိကန်ကဒီလိုချိန်ချောက်မှုတွေကိုတံပြန်ဖို့အဆင့်မြင့်စနစ်တွေတည်ထွင်ထားပါတယ်အမေရိကန်နဲ့နေတိုးတို့ကနျူကလ িয়ার တိုက်ခိုက်မှုတွေထိခိုက်မှုတွေမဖြစ်ခင်ထောက်လှမ်းပြီးရပ်တန့်နိုင်ဖို့ရှုပ်ထွေးတဲ့တုံ့ပြန်မှုစနစ်တခုတည်ဆောက်ထားတာဖြစ်ပါတယ်ဒီကာကွယ်ရေးရဲ့အဓိကအချက်ကတော့ US Space Force ကဆေလွှတ်ထားတဲ့ DSP Defense Support Program ဂျူတူတွေပါပဲ။ ဒီဂျုံတို့တွေကကဘာပလန်းကိုအမြဲတမ်းလှည့်ပတ်နေပြီးဒုံးကျည်လွတ်တင်တာကိုပြသတဲ့အပူလှိုင်းတွေကိုရှာဖွေနေတာပါရုရှားကဒုံးကျည်ပြစ်လွတ်လိုက်ရင် DSP ဂျုံတို့တွေကချက်ချင်းနီးပါးသိရှိနိုင်ပြီးအမေရိကန်ကို တုံ့ပြန်ဖို့မိနစ်အနည်းငယ်အချိန်ရနိုင်ပါတယ်အမေရိကန်ရဲ့နျူကလ িয়ার လက်နက်တွေကဘယ်အချိန်မှစိုးပြစ်လွတ်ဖို့အမြဲတမ်းအသင့်အနေထားမှာရှိနေပါတယ်ကျွမ်းကျင်သူတွေကဒီအချိန်တွေကို high trigger alert အမြင့်ဆုံးတုံ့ပြန်မှုအသင့်အနေထားလို့ခေါ်ပါတယ် ဆိုလိုတာကအမေရိကန်ရဲ့နျူကလ িয়ার ဒုံးကျည်ထောင်ပေါင်းများစွာကိုချက်ချင်းပစ်လွှတ်နိုင်တယ်ဆိုတာပါပဲ။ရုရှားကတိုက်ခိုက်လိုက်ရင် အမေရိကန်သမ္မတကပထမဆုံးရုရှားဒုံးကျည်အမေရိကန်မြေပေါ်မကျရောက်ခင်မိနစ်ပိုင်းအတွင်းမှာတံပြန်တိုက်ခိုက်ဖို့အမိန့်ပေးနိုင်ပါတယ်။ဒီလိုမြန်ဆန်တဲ့တုံ့ပြန်မှုကရုရှားကို ပထမဆုံးတိုက်ခိုက်ဖို့ကနေတားဆီးဖို့ရည်ရွယ်ပါတယ်။ဒါပေမဲ့ဒါကလုပ်ငန်းစဉ်စတင်သွားပြီဆိုတာနဲ့ရက်တန့်လို့မရဘူးဆိုတဲ့အတိတ်ပဲလဲပါပါတယ်။ အမေရိကန်ကတိုက်ခိုက်မှုတွေကိုပြန်လည်လက်တုံ့ပြန်မှုသူ့ရဲ့မြန်ဆန်တဲ့ထိုးစစ်ဆွမ်းရည်တွေကိုအားကိုးသလိုဝင်လာတဲ့ချိန်ချောင်းမှုတွေကနေကာကွယ်ဖို့အတွက်လည်းကာကွယ်ရေးစနစ်တွေပေါ်မိခိုးပါတယ်။နျူကလ িয়ার စစ်ပွဲစတင်ပြီဆိုတာရဲ့ပထမဆုံးလက္ခဏာကကျယ်လောင်တဲ့ပေါက်ကွဲသံဒါမှမဟုတ်တောက်ပတဲ့အလင်းတန်းမဟုတ်ပဲ electronic ပစ္စည်းတွေရုတ်တရက်ပါဝါပျောက်သွားတာလိုမျိုးတိတ်တဆိတ်အရာမျိုးတွေပဲစတင်ပါပါ။ဒါဟာ EMP electromagnetic pulse weapon ်ရက်စစ်တန်လိုက်လိုင်းလက်နက်ရဲ့လက်ချက်ပါပဲ EMP လက်နက်တွေကလူတွေကိုတိုက်ရိုက်ထိခိုက်မှုမရှိဘဲနိုင်ငံတနိုင်ငံရဲ့အခြေခံအဆောက်အုံတွေကိုပျက်စီးစေဖို့ဒီဇိုင်းထုတ်ထားတာပါသူတို့ကကမ္ဘာမြေမျက်နှာပြင်အထက်အမြင့်မှာပေါက်ကွဲပြီးအောက်မှာရှိတဲ့လေမော်လီကျူးတွေကိုအိုင်ယွန်ဖြစ်ပြောင်းလဲပေးတဲ့ဂါမာရောင်ကြီးတွေကိုထုတ်လွှတ်ပါတယ်ဒီအိုင်ယွန်ဖြစ်ပေါ်မှုကအားကောင်းတဲ့လျှက်စစ်တန်လိုင်းတွေကိုဖန်တီးပေးပြီးလျှက်စစ်ပစ္စည်းမှန်သမျှကိုလောင်ကျွမ်းစင်ပဲစွမ်းအင်တွေထွက်ပေါ်လာတာပါ လျှက်စစ်တအားစနစ်တွေစက်သွယ်ရေးကွန်ရက်တွေကားတွေတဲကလျှက်စစ်စနစ်တွေတောင်အားလုံးထိခိုက်ပျက်စီးနိုင်ပါတယ်။မျက်စိတမိတ်အတွင်းမှာပဲတင်တိတဲ့ခင်မီကဘာကြီးပျောက်ကွယ်သွားပါလိမ့်မယ်။ EMB တိုက်ခိုက်မှုရဲ့ကျိုးသက်ရောက်မှုတွေကချက်ချင်းဆိုသလိုလျှက်စစ်နဲ့ပြုတ်လုထားတဲ့အရာအားလုံးပေါ်ကိုပြန့်နှံ့သွားမှာဖြစ်ပါတယ်။မနက်နိုးလာလို့တင်စမတ်ဖုန်းအလုံးမလုံးတော့တာမီးတွေမပွင့်တာကားမနှုတ်တာမျိုးတွေစဉ်းစားကြည့်လိုက်ပါ။ရင်ကြောမီးတွေပြတ်သွားပြီးတော့ ရင်မောင်းတွေထိတ်လန့်ကြတဲ့ကားတစ်စီးနဲ့တစ်စီးတိုက်မိပြီးလမ်းတွေပေါ်မှာဗယံပဒါဖြစ်သွားမှာပါလူနာတွေကိုအသက်ရှင်အောင်ထိမ့်သိမ့်မှုလျက်စစ်ပစ္စည်းတွေပေါ်မိခုံနေရတဲ့ဆေးရုံတွေဟာအန္တရာယ်ရှိတဲ့စွမ်းရင်ပြတ်တောက်မှုတွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်အသက်ရှူဆက်တွေနှလုံးခုန်လုံးတိုင်းဆက်တွေနဲ့တခြားအရေးကြီးတဲ့ကိရိယာတွေပိတ်သွားပြီးအသက်ပေါင်းများစွာကိုအန္တရာယ်ကျရောက်စေမှာပါလျက်စစ်ပန့်တွေပေါ်မိခုံနေရတဲ့ရေပေးဝေရင်းနဲ့မိန်လာစနစ်တွေတောင်ရပ်တန့်သွားမှာဖြစ်ပါတယ် နိုင်ငံတစ်ခုလုံးမှောင်မိုက်သွားပြီးအပြက်စီးတွေကစိတ်ကူးမမြင်နိုင်လောက်အောင်ဖြစ်သွားပါလိမ့်မယ်။ဒါပေမဲ့ EMP တိုက်ခိုက်မှုကအဆပဲရှိပါသေးတယ်။အကြီးဆုံးချိန်ချောင်းမှုကတော့သူကနေတဆင့်ဖြစ်ပေါ်နေတဲ့ထိခိုက်သေးဆုံးမှုတွေပါပဲ။မိမရှိရင်စေယုံတွေဟာလူနာတွေကိုကုသဖို့ခက်ခဲလာမှာဖြစ်ပြီးအလွယ်တကူကူးတနိုင်တဲ့ဒဏ်ရာတွေယောဂတွေနဲ့တောင်လူအများအပြားသေဆုံးကြပါလိမ့်မယ်။ကာမတော်တဆမှုတွေလည်းအကြီးအကျယ်တိုးလာမှာဖြစ်ပါတယ အထူးသဖြင့်လျှက်စစ်စနစ်ပါတဲ့ကားတွေကထိန်းချုပ်ရခတ်ခဲသွားမှာပါယထာနယ်မြေအောက်ယထာလိုမျိုးအများပြည်သူတည်ယူပို့ဆောင်ရေးတွေရပ်တန့်သွားပြီးလူတန်းပေါင်းများစွာလမ်းပေါ်မှာပိတ်မိနေပါလိမ့်မယ်စက်ရုံတွေပိတ်သွားပြီးအစားအသောက်နဲ့ဆေးဝါးလိုမျိုးမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေထုတ်လုပ်မှုရပ်ဆိုင်သွားမှာပါစီးပွားရေးကချက်ချင်းဒီပါပြိုလဲသွားပြီးလူအဖွဲ့စည်းကဗျမ်းပဒါဖြစ်သွားပါလိမ့်မယ် EMB တိုက်ခိုက်ပြီးမိနစ်ပိုင်းအတွင်းမှာထူးဆန်းတဲ့တည်ငြိမ်မှုတစ်ခုကိုခံစားရနိုင်ပါတယ် ။တန်ဝင်းကျင်ကတိတ်ဆိတ်နေမှာဖြစ်ပြီးဝေးကွာတဲ့နေရာကထိတ်လန့်နေတဲ့အတန်တွေကိုပဲကြားရမှာပါ။ဒါပေမဲ့ဒီတည်ငြိမ်မှုကကြာရှည်မှာမဟုတ်ပါဘူး။15မိနစ်အတွင်းမှာရုရှားရဲ့တိုက်ချင်းပစ်ဒုံးကြီးတွေဟာလမ်းတဝက်ကိုရောက်နေပြီးပြစ်မှတ်တွေကိုချင်းကပ်လာပါလိမ့်မယ်။ဒီဒုံးကြီးတွေကအဓိကမြို့ကြီးတွေနဲ့စစ်အခြေစခန်းတွေကိုပါပြစ်မှတ်ထားမှာဖြစ်ပြီးဒီနေရာတွေကအရေးကြီးတဲ့အဆောက်အုံတွေနဲ့အစိုးရအဆောက်အုံတွေပြင်စစ်မှုတန်းတွေနဲ့ကုတ်ကဲရေးစင်တာတွေကိုပါထားရှိတာကြောင့်ပါ။ ဒီတိုက်ခိုက်မှုတွေရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်။ American အစိုးရနဲ့စစ်တပ်ကိုဖျက်ဆီးပစ်ဖို့ပါပဲ။နျူကလ িয়ার ပောက်ကွဲမှုရဲ့ချက်ချင်းအကျိုးတက်ရောက်မှုတွေက စိတ်ကူးမမြင်နိုင်လောက်အောင်ပါပဲ။နျူကလ িয়ার ဘုံတလုံးပောက်ကွဲတဲ့အခါပထမဆုံးသတိထားမိမှာကမီးလုံကြီးပါပဲ။နေရောင်ကိုမှိန်သွားစေနိုင်လောက်အောင် တောက်ပတဲ့အလင်းတန်းကြီးပါ။ပေါကွဲရနေရကနေနှစ်မိုင်ပတ်လည်တွင်းမှာရှိတဲ့ဘသူမဆိုးချက်ချင်းပြဖြစ်သွားပါလိမ့်မယ်။သူတို့ဘာဖြစ်သွားမှန်းတော့မသိလိုက်ခင်ပျောက်ကွယ်သွားမှာပါ။ ီးလုံကနေထွက်တဲ့အပူတွေကခုနမိုင်အကွာကနေတောင်ထိတွေ့မိတဲ့ရေပြားကိုလောင်ကျွမ်းစီမှာပါပောက်ကွဲမှုကိုဓာတ်ရိုက်ကြည့်နေမယ်ဆိုရင်သူ့ရဲ့တောက်ပတဲ့အလင်းအောင်ကြောင့်တင့်မြက်လုံးတွေဆိုးဆိုးရွားရွားပြက်စီပြီးမျက်စိကွယ်သွားနိုင်ပါတယ်ပောက်ကွဲမှုပြီးမှတော့ shock wave တွန်းကန်အားလှိုင်းလာပါလိမ့်မယ်ဒီအားကောင်းတဲ့လေထုလှိုင်းကပောက်ကွဲရနေရာကနေပြန့်နှံ့သွားပြီးအဆောက်အုံတွေကိုဖျက်ဆီးပစ်တာကားတွေကိုမှောက်ပစ်တာအပြက်စီးတွေကိုသေစေနိုင်တဲ့အမြန်နှုတ်နဲ့လွင့်ထွက်လာတာတွေကိုလုံနိုင်ပါလိမ့်မယ် short wave တွေကအတော်ဝေးဝေးကိုရောက်နိုင်ပြီးပရင်းပေါက်တွေကိုခွဲပြစ်တာနိုင်ငံတွေကိုဖြိုချတာလမ်းကြောင်းပေါ်ကရာအလုံးကိုဖျက်ဆီးပစ်တာတွေလုပ်ပါလိမ့်မယ်အပြင်မှာဆိုရင်ဒီလိုင်းကတင့်ကိုလေတဲကိုလွင့်ထွက်သွားစေတာဒါမှမဟုတ်အပြက်စီးပုံတွေအောက်မှာပိတ်မိသွားစေနိုင်ပါတယ်တဲရောင်ကြီးတင်းမှုဟာနျူကလ িয়ার ပောက်ကွဲပြီးနောက်မှာအပြင်းထန်ဆုံးနဲ့ကြောက်စရာအကောင်းဆုံးချိန်ချောင်းမှုတစ်ခုပါပဲပောက်ကွဲရနေရနဲ့နီးကပ်ခဲ့ရင်စက္ကန့်ပိုင်းတွင်သေစေနိုင်တဲ့ဓာတ်ရောင်ကြီးတွေနဲ့ထိတွေ့မိနိုင်ပါတယ် ဒီနေရာမှာ ARS လို့ခေါ်တဲ့ယောဂါကမြ мян ဆန်ဆန်ဝင်လာမှာဖြစ်ပြီးပြုတ်အန်တာအော့အန်တာနဲ့အခြေပြားပြင်းပြင်းထန်ထန်လောင်ကျွမ်းတာလိုမျိုးလက္ခဏာတွေက나ဤပိုင်းဒါမှမဟုတ်ရက်ပိုင်းတွင်းပေါ်လာပါလိမ့်မယ်။ဓာတ်ရောင်ကြီးကသင်္ခန္ဓာကိုယ်ကိုဆက်လက်ထိကိုက်နေပြီးကိုရင်းအင်္ဂါတွေကိုဖျက်ဆီးကအလုံးမလုံးတော့အောင်ဖြစ်စေနိုင်တာကြောင့်မကြာခဏဆိုသလိုတည်ဆုံးစေပါရစေ။ပထမဆုံးအကျိုးသက်ရောက်မှုတွေကိုအသက်ရှင်တယ်ဆိုရင်တော့ရေရှည်အကျိုးဆက်တွေကလည်းတည်စေနိုင်ပါရစေ။ဓာတ်ရောင်ကြီးကကင်ဆာဖြစ်နိုင်ခြေကိုတိုးစေတာ။ DNA ကိုထိခိုက်စေတာနဲ့သင်ရဲ့အနာဂတ်မျိုးဆက်တွေကိုပါတတ်ရောက်နိုင်တဲ့ပြောင်းလဲမှုတွေတောင်ဖြစ်စေနိုင်ပါတယ်။ Radioactive fallout ဓာတ်ရောင်ကြီးကျဆင်းမှုဆိုတာကတော့ပေါက်ကွဲပြီးနောက်လေထဲမှာကျန်နေခဲ့တဲ့အမှုန်မှားတွေပါ။ဒါတွေကမိုင်မောင်းများစွာထိပြန့်နှံ့ပြီး လေ၊ရေနဲ့အစာအသောက်တွေကိုညစ်ညမ်းစေမှာပါ။ဓာတ်ရောင်ကြီးပါတဲ့ဖုန်ဖုန်တွေကိုရှူရှိုက်မိတာညစ်ညမ်းတဲ့အစာအသောက်တွေကိုစားတာနဲ့ညစ်ညမ်းတဲ့ရေတွေကိုတောက်တာကတင့်ကိုဓာတ်ရောင်ကြီးပို့ပြီးထိတွေ့စေမှာဖြစ်ပြီး အသက်ရှင်ဖို့အခွင့်အရေးဆိုတာတော်တော်လေးနေပါသွားပါလိမ့်မယ်။လူအဖွဲ့အစည်းပြိုလဲမှုစေယုံတွေမိသက်ဌာနတွေနဲ့ရဲတပ်ဖွဲ့လိုမျိုးအရေးပေါ်ဝန်ဆောင်မှုတွေဟာလုံးဝဖျက်ဆီးခံရတာမျိုးဖြစ်သွားပါလိမ့်မယ်။နျူကလ িয়ার ပေါက်ကွဲမှုကနေထွက်တဲ့ EMP ကြောင့်ဆက်သွယ်ရေးစနစ်တွေပျက်စီးသွားပြီးကယ်ဆယ်ရေးလုပ်ငန်းတွေကိုစုစည်းဖို့မဖြစ်နိုင်သလောက်ဖြစ်သွားပါလိမ့်မယ်။ရဲတွေမရှိတော့ရင်ဗျံပဒါအခြေအနေတွေကအမြန်ဆုံးပြန့်နှံ့သွားမှာပါ။လူတွေက အစာအသောက်ရေနဲ့ ခိုလုံမှုနေရာတွေအတွက်တိုက်ခိုက်လူရကြမှာဖြစ်ပြီးလူအဖွဲ့စီရဲ့စီးမြင့်တွေအကုန်ပျက်စီးသွားပါလိမ့်မယ်။နျူကလ িয়ার စစ်ပွဲကနေအသက်ရှင်ခဲ့ရင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကပြင်းထန်ပါလိမ့်မယ်။မြို့ကြီးတွေဖျက်ဆီးခံရတာကိုမြင်ရတာမိသားစုဝင်တွေဆုံးရှုံးရတာနဲ့မတိကြမြေရတဲ့အနာဂတ်ကိုရင်ဆိုင်ရတာတွေကရေရှည်စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေကိုခြံထားခဲ့မှာပါ။ကြောက်ရွံ့မှုဝမ်းနည်းမှုနဲ့စိတ်ပြတ်အားငယ်မှုတွေကအမြဲတမ်းကပ်လိုက်လာမှာဖြစ်ပြီးမျောလင့်ချက်ကိုဆက်လက်ထိန်းထားဖို့ခက်ခဲစေပါလိမ့်မယ်။ နျူကလ িয়ার စစ်ပွဲရဲ့နောက်ဆက်တွဲကိုကြော်ဖြတ်ဖို့ဆိုတာရုပ်ပိုင်းဆိုင်ရာတန်မာယုံနဲ့မလုံလောက်ပါဘူး။စိတ်ပိုင်းဆိုင်ရာခိုင်မာရပါမယ်။ပတ်ဝန်းကျင်အစ်စ်ကိုလာရောညီတွေဖြစ်အောင်နေနိုင်ရပါမယ်။အရာရာဟာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အခါမျိုးမှာတော့ဆက်ပြီးကြိုးစားဖို့စိတ်ပိုင်းဖြတ်ထားရပါလိမ့်မယ်။တင်တည်တဲ့ကဘာကြီးပျက်စီးသွားပြီးတော့နေ့တိုင်းအသက်ရှင်ဖို့အတွက်ရုန်းကန်ရမယ်။ကြမ်းတမ်းတဲ့ပတ်ဝန်းကျင်တစ်ခုနဲ့အစားထိုးခံရပါလိမ့်မယ်။နျူကလ িয়ার လက်နက်တွေဟာမယုံနိုင်လောက်အောင်အစွမ်းထက်ပြီး အမေရိကန်နဲ့ရုရှားတို့စစ်ဖြစ်ပြီးဒါတွေကိုသုံးစွဲမယ်ဆိုရင်အဲ့ဒီနှစ်နိုင်ငံအတွက်သာမကကမ္ဘာတစ်ခုလုံးအတွက်ပါပျက်စီးဆုံးရှုံးမှုတွေကြီးမားပါလိမ့်မယ်။ပောက်ကွဲမှုတွေကချက်ချင်းပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေပြီးလူသန်းပေါင်းများစွာကိုချက်ချင်းသေဆုံးစေပါလိမ့်မယ်။ဒါ့ပြင် ရေရှည်အကျိုးသက်ရောက်မှုတွေကပိုပြီးဆိုးဝါးနိုင်ပါတယ်။အကြီးမားဆုံး annual annual rate ကတခုကတော့ nuclear winter nuclear ဆောင်းရာသီလို့ခေါ်တဲ့အရာပါပဲ။ဒါကကဘာကြီးကိုဗျမ်းမတာဖြစ်စေနိုင်ပါတယ်။ ဒီလိုကဘာမျိုးမှာအသက်ရှင်နေထိုင်ရခြင်းရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကလည်းကြီးမားလာပါတယ်။အသက်ရှင်ကြံရည်သူတွေဟာသူတို့ချစ်ခင်ရသူတွေသူတို့ရဲ့အိမ်တွေနဲ့အရင်ကတည်ခဲ့မှုတွေအရာအလုံးကိုဆုံးရှုံးသွားလို့ဝမ်းနည်းပူဆွေးနေရပါလိမ့်မယ်။အများစုမှာစိတ်တန်ရာလွန်၊စိတ်ဖိစီးမှုယောဂ PTSD စိတ်ကြယောဂနဲ့မျောလင့်ချက်မဲ့ခြင်းတွေခံစားရနိုင်ပါတယ်။ American နဲ့ Russia တို့ကြားအကြီးစားနျူကလ িয়ার စစ်ပွဲကြမှာအသက်ရှင်ဖို့ဆိုတာမဖြစ်နိုင်သလောက်ပါပဲ။ ပထမဆုံးပေါက်ကွဲမှုတွေနဲ့ကြီးမားတဲ့မီးလောင်မှုတွေကတန်းပေါင်းများစွာသောလူတွေကိုချက်ချင်းသေဆုံးစေမှာပါ။အဲဒီနောက်မှာတော့ကဘာကြီးဟာနျူကလ িয়ার ဆောင်းရာသီကိုရင်ဆိုင်ရပါလိမ့်မယ်။ဒီခါမှာမီးကုန်းဝေးထူထပ်တဲ့တိမ်တွေကနေအောင်ကြီးကိုပိတ်ဆို့ထားပြီးအပူချိန်တွေကိုကြာဆင်းစေက အစားအစာစိုက်ပျိုးဖို့ခက်ခဲစေမှာပါ။ဒါကလူအများပြားငတ်ဘေးကြုံရတာ။ပတ်ဝန်းကျင်ကိုပြင်းထန်စွာထိခိုက်ပျက်စီးစေတာနဲ့လူအဖွဲ့အစည်းပြိုလဲလာတွေဖြစ်ပေါ်စေမှာပါ။ ပေါက်ကွဲမှုကိုအသက်ရှင်တဲ့သူတွေတောင်မှအစားအစာတန်ရှင်းတဲ့ရင်နဲ့ဘေးကင်းတဲ့ခလုံးရတွေကိုရှာဖွေဖို့ရုန်းကန်ရပါလိမ့်မယ်။ကဘာကြီးကဘယ်တော့မှအပြည့်အဝပြန်လဲကောင်းမွန်လာနိုင်တော့မှာမဟုတ်ပါဘူး။နျူကလ িয়ার စစ်ပွဲကနေအသက်ရှင်ဖို့အကောင်းဆုံးနည်းလမ်းကတော့အဲ့ဒီစစ်ပွဲမဖြစ်အောင်ကြိုတင်ကာကွယ်တာပါပဲ။ဘလောက်ပဲပြင်ဆင်ထားပါစေဒီလိုပျက်စီးဆုံးရှုံးမှုမျိုးကနေလူတွေအတွက်ကောင်းကျိုးတွေဖြစ်လာစေမှာမဟုတ်ပါဘူး။တခုရီးတော့စစ်မှန်တဲ့အဖြေကတော့ကာကွယ်ခြင်းပါပဲ။ နိုင်ငံတွေဟာဒီကပ်ဘေးကိုရှောင်ရှားနိုင်မှုအတွက်အတူတကွပူးပေါင်းဆောင်ရွက်ရပါမယ်။တန်တမန်ရေးနီးလန်းတွေကိုတုံးရပါမယ်။သူတို့ရဲ့နျူကလ িয়ার လက်နက်တွေကိုရှော့ချရပါမယ်။နျူကလ িয়ার စစ်ပွဲရဲ့ချိန်ချောက်မှုကအခုလိုအန္တရာယ်များတဲ့ကမ္ဘာကြီးမှာငြိမ်းချမ်းရေးနဲ့ခိုင်မာတဲ့ခေါင်းဆောင်မှုတွေဟာအရင်ကထက်အခုပိုပြီးအရေးကြီးနေပြီဆိုတာကိုပြင်းပြင်းထန်ထန်သတိပေးနေတာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။